ချစ်သူကောင်မလေးရှိတယ်ဆိုတဲ့သတင်းကိုပြက်သားစွာဖြည့်ရှင်းလာတဲ့အေဂျင့်မောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Famous Celebrity News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်2024ခုနှစ်အတွက်အကောင်ဆုံးအမျိုးသားဇပ်ပုစုကိုမီးဇက်ကားနဲ့ထိုက်တဲ့တန်တန်စုခူးရရှိသွားတဲ့အေဂျင့်မောင်ကတော့တည်ကြည်ခံရတဲ့ရုပ်ရည်ပိုင်ရှင်မင်းသားတက်လက်ပဲဖြစ်ပါတယ်။သူကမော်ဒယ်ဖခင်ကြီးဂျွန်လင်ကြောင့်အနုပညာလောကရဲ့ကိုစတင်ခြေချခွင့်ရရှိခဲ့တာဖြစ်ပြီးအနေထိုင်အီလွန်နာကြောင့်ပရိသတ်တွေရဲ့အထင်လွဲခြင်းကိုခံခဲ့ရပါသေးတယ်။ ကျွန်တော်ကိုခြေတယ်လို့ပြောကြတယ်အဲ့ဒီလိုမဟုတ်ပါဘူးအေးချမ်းချမ်းနေတတ်လို့ပါဘဝကိုလည်းအေးဆေးပဲဖြတ်သန်းခြင်းနဲ့မိသားစုချစ်တဲ့သူနဲ့အေးဆေးဆင်းနေခြင်းနဲ့ဘဝကအရင်ကြီးကြီးကျယ်ခန်းနာနေဖို့မလိုဘူးဆိုပြီးတော့သူရဲ့ဘဝနေထိုင်မှုပုံစံအကြောင်းရှင်းပြထားခဲ့ပါတယ်အခုတခါမှဆိုရင်တော့ Academy မင်းသားအေးချမ်းမောင်ကသူ့မှာပိုင်ဆိုင်သူမရှိကြောင်း၊ဆိုင်းလက်တွဲနေတဲ့သူလည်းမရှိကြောင်း၊ပို့စတင်ပြီးတော့ဖြည့်ရှင်းလာခဲ့ရကိုတွေ့ရပါဗျ။ အခုချိန်မှာအေးချမ်းမောင်ရဲ့ဘဝမှာရှန်ရှန်တအောင်မြင်နေတဲ့အချိန်ဖြစ်ပြီးတိုက်ဆိုင်စွာပဲသူရဲ့အခြေရေးကောလာဟလတွေကထွက်လာခဲ့ပါတယ်။ဒါကြောင့်သူကမဟုတ်မမှန်ကြောင်းဖြေရှင်းနေရပါတယ်။အေးချမ်းမောင်ကသူ့ရဲ့ official facebook account ကနေပြီးတော့ official single လို့ပဲပြောချင်ပါရဲ့ခင်ဗျာ no silent no love okay ဒီလိုအရင်မရအဖက်မရ caption တွေတင်လေးတင်ထားမရှိပါဘူးတင်သေးလို့တင်တာပါအနောက်ရှက်ဖြစ်ရင် sorry ပါခင်ဗျာဆိုပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ် အခုချိန်မှာချစ်သူရေးစားမရှိသေးပဲပြိသက်တော်ပေးဆက်အောင်မယ့်အေးချမ်းမောင်ဟာမကြသေးခင်ကာလတုန်းကမှအခြေအနေတစ်ခုကိုရက်စဲထားခဲ့ရလဲဖြစ်ပါတယ်။ဒါပေမဲ့အတိတ်ကိုအတိတ်မှာပဲထားပြီးတော့အနာဂတ်အတွက်အကောင်းဆုံးကြိုးစားရှေ့ဆက်နေရလို့ဆိုပါတယ်။အေးချမ်းမောင်ကဖြစ်တာကဖြစ်ပြီးသွားပြီမို့အတိတ်ထဲမှာပဲနှမြုပ်နေလို့မရဘူး။ရွှေရှောင်းမမအောင်လှုပ်ဖို့ပဲလိုတော့တယ်။ချစ်ပေးနိုင်တဲ့အတိုင်းအတာတစ်ခုထိကျွန်တော်အဝချစ်ပေးလိုက်တယ်။ အဲ့ဒီအတွက်မမျော်လင့်သလိုနောင်တာလည်းရအောင်လည်းမနေခဲ့ဘူးကိုကပဲအချစ်ခံကျင်ကြတော့ကိုကဘလို့ချစ်ရမလဲမသိကြဘူးဗဇက်ကပဲချစ်ပြီးတော့နှလုံးသားကမလာတဲ့အခြေအေကတော့လူတိုင်းပြောတတ်တယ်လှုပ်တတ်တယ်ဆိုပြီးတော့ပြောခဲ့ဘူးပါသေးရဲ့ဒါအပြင်အနုပညာပေါ်ထားတဲ့သူ့ရဲ့ခံယူချက်နဲ့ပတ်သက်ပြီးကျွန်တော်ကားလေးတွေပြိသက်ကကြည့်ပြီးတော့ကောင်းတယ်လို့ပြောတော့ပြောကြတယ်အဲ့ဒီအတွက်ဝမ်းလဲဝမ်းသာတယ်ကျေးဇူးလည်းတင်ပါတယ် ကျွန်တော်ကတယောက်ဆောင်တယောက်ဖြစ်တာကြောင့် character စုံအောင်မျိုးစုံလုပ်ဖို့ခြင်းနဲ့ character ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ရလာတဲ့ character ပေါ်မှာကောင်းအောင်ဘယ်လိုလုပ်ရမလဲပဲစဉ်းစားရမှာပေါ့လို့အေဂျင့်မောင်ကပြောပါတယ်။ဆက်လက်ပြီးတော့အေဂျင့်မောင်ကသူ့အနေနဲ့ character မျိုးစုံတယောက်ဆောင်ခြင်းပြီးတော့သွေးအေးအေးနဲ့ရက်စက်တက်တဲ့ character မျိုးကိုတယောက်ဆောင်ကြည့်ခြင်းနဲ့လို့ဆိုပါတယ်။ကျွန်တော်လဲ character မျိုးစုံအောင်လုပ်ကြည့်ခြင်းပါတယ်။ကျွန်တော်လုပ်ကြည့်ခြင်းတဲ့ character ကတော့ရှိတယ်။ သွေးအေးနဲ့ရက်စက်တဲ့သူတယောက်ပေါ့အဲ့ဒီလိုခရီတာကိုရိုက်ချင်သေးရင်ကျွန်တော်တယောက်ဆောင်ထားတဲ့ကားတွေလည်းပြန်ကြည့်ပြပါရယ်ပြန်ကြည့်တော့မှလည်းကိုအမားကိုတည်ရလေကိုရဲ့လိုအပ်ချက်တွေကလည်းအများကြီးကိုတွေ့ရပါရယ်လိုအပ်ချက်တွေလည်းစူးစမ်းပြင်ဆင်သွားမှာပါလို့အေးချက်မောင်ကပြောပြသွားခဲ့ပါရယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောချစ်တော်ရေးစားမရှိဘူးလို့အကြောက်ကန်ဖြစ်ရှင်းလာတဲ့အေးချက်မောင်ကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်